မင်္ဂလာပါရှင်ဒီနေ့စရမရအတင်းချအတွက်တက်ကအခန်းနှစ်နှစ်တသက်မလေးထညွန်းတင်ကေတာ index notation ကိုဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ် index notation ထညွန်းတင်ကေတာဆိုတာဘာလဲကြည့်ကြရအောင်တဘာဝဂိမ်းတစ်ခုကို ရင်းကိုယ်တိုင်ဖြင့်ဒကြိမ်ထက်ပို၍မြောက်တော့အခါမြောက်လက်ကိုအောက်ပါနမူနာအတိုင်းဖော်ပြနိုင်သည် တဘာဝဂိန်းနေတဘာဝဂိန်းဆိုတော့ဘယ်ကနေစမလဲဆိုတော့တစ်ကနေစရတဲ့တဘာဝဂိန်းနေအဲ့ဒီဂိန်းနေကိုဆရာမတော်ကမြောက်တဲ့အခါမှာတစ်ကြိမ်ထက်ပိုရွေးမြောက်တယ်ဂိန်းတစ်ခုကိုပဲအော်ဘယ်နာဥပမာနှစ်အမြောက်နှစ်သုံးအမြောက်သုံးလေးအမြောက်လေးဒီလိုမျိုးဂိန်းတစ်ခုကိုပဲတစ်ကြိမ်ထက်ပိုပြီးတော့မြောက်တဲ့အခါမှာဆရာမတော်ကထက်ညွန်းသင်္ကေတ index notation တွေသုံးပြီးတော့မှရှင်းပါတယ်တဲ့အဲ့တော့ဒီမှာလေ့လာကြည့်အောင် နှစ်အမြောက်နှစ်ဆိုတာနှစ်နဲ့ချက်နှစ်ကိုနှစ်ခါမြောက်တာမို့လို့ to to the power 2လို့ဟောတယ် to to the power 2ဒါဒီ to to the power 2ဆိုတာ2 into 2ကိုပြောတာဟုတ်ပြီနော်နှစ်သုံးချက်2 into 2 into 2 to to the power 3ဒါကကြတော့နှစ်ကိုသုံးခါမြောက်တာအဲတော့ summary ကဒီကအချက်ကိုကြည့်ပြီးတော့နှစ်ကိုဘယ်နှခါမြောက်တယ်လဲသုံးကိုဘယ်နှခါမြောက်တယ်လဲဆိုတာကိုကြည့်လို့ရတယ်ဟုတ်ပြီနော်ဒါကနှစ်၄ချက် 2 to the power 4 english လို့လို့ဖတ်ပါတယ်2 to the power 4အဲ့တော့နှစ်လေးခါမြောက်တယ်နှစ်အမြောင်နှစ်အမြောင်နှစ်အမြောင်နှစ်အဲ့တော့ဒီလိုဆိုရင်ဆက်မတော့နှစ်နဲ့လေးလေးလေးနဲ့လေး၈၈နဲ့လေး16အဲ့တော့အဖြေက16ရမယ်ဟုတ်ပြီနော်ဒီမှာကျတော့နှစ်နဲ့လေးလေးလေးနဲ့လေး၈အဖြေက၈ရမယ်အဲ့တော့ဆက်မတော့တည်ထားရမှာဒီ the power ဒါနှစ်နဲ့ချက်နှစ်သုံးချက်နှစ်လေးချက်ပြီးတော့ဖက်တာက2 to the power 2 2 to the power 3 2 to the power 4 ။ဟုတ်ပြီအဲ့တော့ဒီမှာ2 to the power 3 2 to the power 3မှာ2ဆိုတာကအခြေ2ကိုဘယ်လိုခေါ်လဲဆိုတော့အခြေလို့ခေါ်တယ်။ဒီဘက်က power ကိုကြာတော့ချက်ညွန်းလို့ခေါ်တယ်။2 to the power 3အာ uh, 2 to the power 2အဲ့လိုမျိုးမှာဒီအပေါ်မှာရှိတဲ့ဟာဒီဒါလေးဒီထက်ညွန်းဖြစ်ပြီးတော့ဒီရကအခြေဖြစ်တယ် ။ဒါပြီးနော်အဲ့ဒါက2 3ချက်ဖတ်ရမှာဒီ2 to the power 3ဒီအောက်ကရှိတဲ့2ကအခြေအပေါ်မှာရှိတဲ့3ကထညာ။အဲ့တော့ AD အဲ့တော့ A ဆိုရဲဂိန်းကပါတော့တဘာဝဂိန်းတစ်ခုဖြစ်မယ်ဆိုလို့ရှိရင် A ကတဘာဝဂိန်းတစ်ခုဖြစ်ပြီဆိုရင် ND အပြည့်ဂိန်းတစ်ခုဖြစ်ခဲ့မယ်ဆိုလို့ရှိရင် A ကတဘာဝဂိန်း N ကအပြည့်ဂိန်းဖြစ်ခဲ့မယ်ဆိုလို့ရှိရင် a to the power n တွင် a to the power n ဆိုပြီးတော့ဆရာမတို့ရေးလိုက်မယ်ဆိုရင် a ဆိုတာကအခြေ n ဆိုတာကထညွန်းဒါလေးသိရပါမယ် a ဆိုတာကအခြေ n ဆိုတာကထညွန်း a to the power n မှာ a ကအခြေ n ကထညွန်း a ဒီတဘာဝဂိမ်းဖြစ်မယ် n ကအပြည့်ဂိမ်းတစ်ခုဖြစ်ခဲ့မယ်ဆိုလို့ရှိရင် a to the power n တွင် a မှာအခြေဖြစ်ပြီးတော့ n ကတော့ထညွန်းဖြစ်ပါတယ် ရပြီနော်အဲ့တော့မှတ်ထားရမယ်ဒီမှာအရေးကြီးတာတစ်ခုရှိတယ်ဒါလေးပေါ့နော် a to the power 1 a power 1 a to the power 1 the a ပဲပြောချင်တာကတော့2ကိုတစ်ထက်တင်လိုက်မယ်2ကိုတစ်ခါရဲပဲမြောက်တယ်ဆိုတဲ့သဘောက2ပဲရတယ်3 to the power 1 3ပဲအဲ့တော့မှတ်ထားရမှာက a to the power 1ဆိုရင် a ပဲရမယ်နောက်တစ်ခုက a to the power 0 power 0ဆိုတာက1 အဲ့တော့2 to the power 0ပေါ့နော်2 power 0ဆိုလို့ရှင်လဲ1ပဲရမယ်3 to the power 0ဆိုရင်လဲ1ပဲရမယ်ညာပြီနော်ဒီနှစ်ချက်ကိုမှတ်ရမယ် a to the power 1 equal a a to the power 0 equal 1 တုတ်တဆဆွဲကိန်းခွဲခြင်းဖြင့်ခုနကဆံမတော်ခွဲခဲ့ပြီးပြီးတုတ်တဆဆွဲကိန်းခွဲတာကိုနောက်ဆုံးပဲထိရအောင်ခွဲမလဲဆိုတော့တုတ်တကိန်းနေရတဲ့အထိခွဲတာကိုတုတ်တဆဆွဲကိန်းခွဲခြင်းလို့ခေါ်တယ်။အဲ့လိုခွဲတာတွေကိုလည်းအဲ့ဒီကရတဲ့တဘာဝကိန်းတွေကိုထက်ညွန်းတင်ဂီတာနဲ့ရေးပါမယ်တဲ့။ခုနကဆံမတော်ခွဲခဲ့ပြီးပြီးအဲ့ဒီထဲမှာမှဆံမတော်ရတဲ့အဖြေကိုထက်ညွန်းတင်ဂီတာတွေနဲ့ဖော်ပြနိုင်တယ်။ဒီတစ်ခါအဲ့ဒါကိုဆက်ပြီးတော့လေ့လာရမှာဖြစ်တယ်။ဥပမာ စကွယ်ကင်းခွဲခြင်းဖြင့်84ကိုထက်ညွန့်တင်ရတာဖြစ်ဖော်ပြပါတယ်။တုဒ္ဒစကွယ်ကင်းခွဲမယ်။ပြီးတော့ရတဲ့အဖြေကိုထက်ညွန့်တင်ရတာနဲ့ဖော်ပြပေးပါမယ်တဲ့။အဲ့ဟုတ်ပြီတွက်နေတက်ကိုကြည့်ပါမယ်။84 84ဆိုတာက၄ရက်မြောက်27ကြတော့မင်းရရင်ဆရာမတို့ကခွဲတာကိုဘလို့ခွဲရလဲဆိုတာမသိလို့ရှိရင်နက်နက်စပြီးတော့ခွဲရင်လည်းရတယ်။ဟုတ်ပြီနော်ဒီမှာကတော့ဥပမာထဲမှာသူက၄နဲ့ခွဲထားပြီးသားမို့လို့၄နဲ့၄က၈၄တက်၄က၄27 အဲ့တော့၄ကိုချက်ခွဲမယ်နှစ်အမြောက်နှစ်နှစ်မြောက်နှစ်က၄3ခုနဲ့27ဒါဆိုဒီမှာဆရာမတို့ကအားလုံးဒီတုတ်တတ်ဂိမ်းတွေရပြီဆိုတော့ဒါအဖြေပဲအဲ့ဒါကိုအဖြေရေးမယ်87ဆိုတာကနှစ်အမြောက်နှစ်အမြောက်3အမြောက်ခွန်နှစ်အမြောက်နှစ်အမြောက်3အမြောက်ခွန်အဲ့တော့ဒီမှာနှစ်ကနှစ်ထက်နှစ်နှစ်ခုရှိတော့2ကို2 to the power 2လို့ရေးမယ်ပြီးတော့ကျန်တာကတော့ into 3 into 7ဆိုပြီးတော့ရေးမယ်ဒါပြီးတော့2 to the power 2 3 into 3 into 7အဲ့တော့ဆရာကကူကဒေါက်တာဆောက်ွယ်ကိန်းခွဲခြင်းနဲ့ရတဲ့အဖြေကိုထက်ညွန်းတင်ကိတာနဲ့ရေးလိုက်တာပဲ။ဟုတ်ပြီ။နောက်နောက်ထနည်းကိုကြည့်အောင်တွက်နည်းနဲ့ကကိန်းများကို အငယ်ဆုံးဒေါက်တာဆောက်ွယ်ကိန်းဖြစ် ဖြစ်စ၍စားပါ။ဒေါက်တာဆောက်ွယ်ကိန်းနဲ့စားမယ်။အငယ်ဆုံးဒေါက်တာဆောက်ွယ်ကိန်းနဲ့စားမယ်။အဲ့တော့ဒေါက်တာကိန်းဖြစ်တဲ့အငယ်ဆုံးကိန်းဒီပါလဲဆိုတော့နှစ် နှစ်နဲ့စားလိုက်မယ်84ကိုနှစ်နဲ့စားလိုက်မယ်နှစ်၄လီ၈နှစ်တက်လီနှစ်ဒါစားလိုက်တာဒါကိုဆက်ပြီးတော့သူက၃နဲ့မပြတ်ဘူးနှစ်နဲ့ပဲပြတ်မှာဆိုတော့နှစ်နဲ့ဆက်စားမယ်နှစ်နဲ့လီ၄နှစ်တက်လီနှစ်ဟုတ်ပြီ27ရသွားပြီရတဲ့27ကိုဆရာမတို့ကနှစ်နဲ့အထက်စားလို့မပြတ်တော့ဘူးဆိုတော့3နဲ့စားမယ်3ခွန်းနဲ့27အဲ့တော့ခွန်ရပြီခွန်ရတာကိုခွန်နဲ့ထက်စားမယ် ခွန်နေတလီခွန်တရတဲ့အထိစားပါလို့ပြောထားတယ်။စားလက်တရသည်အထိဆက်စားပေးပါ။အဲ့တော့တရတဲ့အထိကိုဆရာမတို့ကစားပေးရမှာဖြစ်တယ်။ဒါဆိုရင်ရပြီဒီရတဲ့ဟာတွေအကုန်လုံးကိုမြှောက်လိုက်အဲ့ဒီအကုန်လုံးတက်အမြောက်၊နှဲ့အမြောက်၊နှဲ့အမြောက်၊တုံအမြောက်ခွန်အဲ့တော့တက်ကိုဆရာမတို့နောက်တစ်စီမှာထည့်မရေတော့ဘူးဒါကနှဲ့နှစ်ခုမြောက်တာက2 square အ2 to the power 2ပြီးတော့မှ3 into 7 ်ရပြီနော်အဲ့တော့ဒါရတဲ့အဖြေကိုဆံမတုဒ္ဒဆာဝဲကင်ခွဲနည်းနဲ့ရတဲ့အဖြေကိုတင်ကေတာထညွန်းတင်ကေတာနဲ့ရေးလိုက်ခြင်းပါလေ့ကျင့်ခဲ့နေတဲ့သမလေးအောက်ပါတို့ကိုထညွန်းတင်ကေတာတို့ပြောင်းပါတော့ဆံမတုထညွန်းတင်ကေတာနဲ့ရေးမယ်ငါအမြောက်ငါငါအမြောက်ငါဆိုတော့ငါလက်ချက်5 square 5 to the power 2ဒီမှာတော့2 into 2 into 3 into 3ဆိုတော့2လက်ချက်2 to the power 2 into 3 to the power 2 အဲဒီမှာက33ချက်3 to the power 3 into 7ကျန်နေတဲ့ဟာတွေကိုတော့ထည့်ရေးဖို့မမေ့ပါနဲ့5 square အဲ5 to the power 2 into 11ဒီ3ချက်ဆိုတော့11 to the power 3ဒီမှာကြည့်မယ်33ချက်အော် sorry 3နဲ့ချက်3 to the power 2 16ကနှစ်ခါ19 to the power 2 23က3ခါ 23 to the power 3အဲ့တော့သူရေးခိုင်းတာထညွန်းတင်ကိတာလေးပဲဒါလေးပဲရေးရမယ်နော်အောက်ပါတော့ကိုအခြေနဲ့ထညွန်းခွဲပြပါအဲ့တော့ချက်ကိန်းပေးထားရယ်5 to the power 2 8 to the power 3 9 to the power 4 11 to the power 5 25 22 to the power 8 25 to the power 4ဒီမှာအခြေရဲ့ထညွန်းရဲ့ခွဲပေးမယ်ဟုတ်ပြီ5 square မှာဒီ5 to the power 2မှာ5ဒီအခြေထညွန်းက2 ဒီမှာက8ထညွန်းက3အခြေက9ထညွန်းက4အခြေ17ထညွန်းက5အခြေ22ထညွန်းက8အခြေ25ထညွန်းက4အောက်ပါတို့ဤတန်ဖိုးများကိုရှာပါဒီတစ်ခါကျွန်မတို့ကတန်ဖိုးရှာပြရမယ် ူကတန်မိုးရှာဟိုင်းတာမလို့အဲ့တော့မေးခွန်းကြည့်မယ်16 in 2ချက်16 in 2ချက်ဆိုတော့16 square ဒီလိုလာမယ်သူပေးထားတာကဟုတ်ပြီနော်ဒါဆိုလို့ရှိရင်သူက16အမြောက်16ကိုပြောတာ16 square ဆိုတာ16အမြောက်16အဲ့တော့16 16နခါမြောက်မှာ16 16လေးမရရင်မြောက်ကြည့်ပါ66လေး36 6ရေး3မဲ့6တလီ6 9 16လေး6တတလီ7ဟုတ်ပြီ6 9ရ6ရက9 25ပေါ့နော်တစ်တင်256အဲ့တော့16နှစ်ထက်က256လေးဤလေးထက်ကင်းလေးဤလေးထက်ကင်းဆိုတော့လေးဤလေးထက်ကင်းလေးကိုလေးခါမြောက်ခြင်းလေးအမြောက်လေးအမြောက်လေးအမြောက်လေးဒါပဲနော်အဲ့တော့၄၄၄၆၆၄၄၆၄၄၄၄ကဒီအတိုင်းရပါမယ်၂၅၆ ၃ဤလေးထက်ကိ၃ဤလေးထက်ကိ၃ကိုလေးခါမြောက်မယ်၃အမြောက်၃အမြောက်၃အမြောက်၃သုံးသုံးလေးကို၉သုံးလေး၂၀ခွန်၂၀ခွန်သုံးလေး၈၁နှစ်ဤရှစ်ထက်ကိန်း၂တူးတဲ့ပါဝါ၈နှစ်ကိုရှစ်ခါမြောက်ပါမယ်အဲ့တော့နှစ်အမြောက်နှစ်အမြောက်၃ခါ၄၅၆ခွန်၈ ဟုတ်ပြီအဲ့တော့ဒီလိုမြင့်မြောက်တဲ့ခါမှာကလေးတွေကမတက်ကြပါတယ်အဲ့တော့နှစ်နဲ့လီလီလေးနဲ့လီရှိရှစ်နဲ့လီ၁၆၁၆နဲ့လီ၆၄အဲ့တော့ဒီချိန်မှာ64ရပြီ64နဲ့လီမရရင်ပြန်มาသွားမြောက်64နဲ့လီလေးနဲ့လီရှစ်၆နဲ့လီ၁၂နဲ့ဒါဒီတိဆိုရင်128ရပြီ128နဲ့လေးဆက်မြောက်လိုက်8နဲ့လေး16 6ရေး1မှ2နဲ့လေး5 မြင့်တလေးနဲ့256အဲ့တော့ဒါအားလုံးဒီမြင့်တလေး၄၄နဲ့၄၈၈နဲ့၄၆၆၆နဲ့၄၆၄၆၄နဲ့၄၁၂၈၁၂၈နဲ့၄၂၈၆၂၈၂၆၂၆နဲ့၄256တင်းနဲ့3 4 5 6 8အဲ့တော့ဒီမှာဆက်ပါတော့လည်းပြန်ကြည့်အောင်နော်နည်းနည်းလေး၄လေးနဲ့လေး၈၈နဲ့လေး၁၆၁၆နဲ့လေးက၃၀နဲ့ဆရာမ၆၄ပြောမိသွားလို့နော် 32နဲ့4ကမှဒီမှာ64 64နဲ့4 128 128နဲ့4 256အဲဆိုဆရာမတို့ဒါအတွက်ရတဲ့အဖြေဒီ256ဒီဆိုမြေနံပါတ်4ရကြတော့အဘွားတို့ကိုတုဒ္ဒဆွယ်ဂိမ်းခွဲရမယ်တို့ဒါဆွယ်ဂိမ်းခွဲပြီးတော့မှထက်ညွန်းတင်ဂီတာနဲ့ရေးပြရမယ် ဒေါရစာဝဲကိမြာခွေ၍ထက်ညွန်းတင်ရတာဖြင့်ဖော်ပြပါအဲ့တော့ကျွန်တော်တို့ကထက်ညွန်းတင်ရတာနဲ့ဖော်ပြပြီးမယ်28အရင်ဆုံးနှစ်ကနေပဲကျွန်တော်တို့စဉ်းစားမယ်နှစ်အမြောက်14 14နဲ့48နှစ်အမြောက်တို့ခွဲမယ်နှစ်ခုနဲ့44ဒါဆိုရင်ဒီရတဲ့ဆက်ခွဲလို့မရအောင်ဆိုတော့ဒါဒီနှစ်နဲ့ထက်2 to the power 2 into 7 108ကျွန်တော်တို့နှစ်အမြောက်95 10နှစ်၄၈ 54ကိုဆက်ခွဲမယ်။နှစ်အမြောက်နှစ်အမြောက်28လီနှစ်28လီဆက်ခွဲမယ်။နှစ်အမြောက်နှစ်အမြောက်ဒါက39လီ29နှစ်အမြောက်နှစ်အမြောက်3ကိုထပ်ခွဲမယ်။3အမြောက်3ဒီတော့2 to the power 2 into 3ဝက်3ခါ3 to the power 3 144 နဲ့အမြနဲ့ခွနလေး၁၄နဲ့နဲ့လေးလေးနဲ့အမြနဲ့အမြအော်ဘီ52ကိုဆက်မှာတော့နှစ်နဲ့ထပ်ပြီးတော့စောင်းမယ်နှစ်နဲ့ဘာနဲ့မြောက်ရဲ့52လဲနဲ့3 4 6 7 2 6 4 7 36 4အဲ့တော့နဲ့အမြောက်နဲ့36ကိုနှစ်နဲ့ထပ်ပြီးတော့မှခွဲလို့ရသေးတယ်အဲ့တော့နှစ်တလီနှစ်ကျန်တာက16နှစ်8 4 6 ဆက်သွားမယ်နှစ်အမြောင်နှစ်အမြောင်နှစ်ဒီမှာ78ကိုလည်းနှစ်948ခွဲမယ်ဆက်သွားမယ်နှစ်အမြောင်နှစ်အမြောင်နှစ်တကားကျတော့33၄ကိုအဲ့တော့ဒီမှာဆက်ပြီးတော့ခွဲလို့မရတော့သူ့ကိုထညွန်းပုံစံနဲ့ရေးတဲ့အခါမှာနှစ်က၄ထက်၄ခါဆိုတော့နှစ်၄ထက်အမြောင်3က2ထက်ကားကြီးက190နဲ့ဆရာမတို့ကနှစ်ကနေပဲဆက်ပြီးတော့စဉ်းစားပါမယ်။နှစ်မြောက် အဲ့တော့နှစ်နဲ့ဘာရဲ့မြောက်ရဲ့192ရတလေမရရင်စားကြည့်ပါ246 248 26ဇလက်ချက်26 27ဒါဆိုရင်96 96ကိုဆရာမတော်ကနှစ်နဲ့ထပ်ပြီးတော့ခွဲမယ်နှစ်အမြောက်ဘာနဲ့နှစ်နဲ့ဘာနဲ့မြောက်ရဲ့96လဲဆက်ပြီးတော့စားပါနှစ်လေးလီရှေ့76နှစ်ရှေ့လီ76အဲ့ဆိုတော့48 နှစ်အမြောက်နှစ်အမြောက်ထပ်ပြီးတော့48ကိုထပ်ခွဲမယ်48ကိုထပ်ခွဲတော့နှစ်အမြောက်နှစ်နဲ့လေးလေးနှစ်လေးလေးရှစ်ထပ်ခွဲရနော်ကြည့်ကြည့်မယ်နှစ်အမြောက်နှစ်အမြောက်နှစ်24ကိုလည်းနှစ်နဲ့ခွဲလို့ရသေးတယ်နှစ်အမြောက်အဲတော့နှစ်အမြောက်ဘယ်နဲ့လေးရလဲဆိုတော့12နဲ့လေး24နှစ်အမြောက်နှစ်အမြောက်နှစ်အမြောက်နှစ်အဲတော့လည်း26လေး12ခွဲမယ် ဆက်သွားမယ်မနစ်က၅လုံးရှိနေပြီနော်အဲ့တော့သူ့ဒီဇိုင်းဆက်ရေးမနစ်အမြောင်းနှစ်အမြောင်းနှစ်အမြောင်းနှစ်ဒီ၅လုံးဆက်ရေးပြီးတော့မှ6ကိုထပ်ခွဲမယ်သူကနှစ်3 6ဒါဆိုရင်ဆက်ပြီးခွဲလို့မရတော့မရတော့တဲ့ခါမှာဆက်မလို့သူ့ကိုထက်ညွန်းပုံစံနဲ့ရေးမယ်3 2 3 4 5 6အဲ့တော့နှစ်က6ထက်ဆိုတော့2 to the power 6 into 3 256နံပါတ်9ကိုဆက်ကြည့်မယ်နော်256ဆိုတော့6ဆိုတော့ဆက်မလို့နှစ်နဲ့ ဖဲလို့ရတယ်နဲ့အမြ။ဟုတ်ပြီနဲ့56ကိုစားကြည့်လိုက်။အပြစ်မှစားကြည့်။မရလို့ရှိရင်ဘာမှမဖြစ်ဘူး။ကိုကလောစရာလည်းမလို့256ကိုနှစ်နဲ့စားကြည့်လိုက်။နှစ်တလီနဲ့နှစ်လက်လေးက၄ဆိုတော့၁ကျန်။60 2နှစ်လေးက16 128 128 128ဆက်ခွဲမယ်နှစ်ကိုဒီတိုင်းရေးမယ်ဒီ128ကိုနှစ်အမြ။ဘာနဲ့ခွဲမလဲဆိုတော့26 12နှစ်လေး26 64 ဟုတ်ပြီမင်းများနဲ့အမြအဲ့တော့ရလို့ရှိရင်ဒီ64ကိုတစ်ခါတည်းရေးလိုက်လို့ရတယ်ဟုတ်ပြီတော့ဆရာမကမရမှာဆိုလို့သူ့ကိုချက်ခွဲမယ်နဲ့အမြအဲ30နဲ့လေက64ဆက်သွားမယ်နဲ့အမြနဲ့အမြနဲ့ဒီ3လုံးကိုဆက်ရေးတယ်32ကိုခွဲမယ်အဲသူကကြတော့နဲ့အမြ16နဲ့လေ30နဲ့ဆိုတော့16ဟုတ်ပြီလေးလုံးရှိတယ်ဒီနှစ်ကိုရေးလိုက်မယ်နှစ်အမြောင်းနှစ်အမြောင်းနှစ်အမြောင်းနှစ်ဒါကကြတော့နှစ်ရှိ46 ဟုတ်ပြီနော်အဲ့တော့ဒီက၅လုံးရေးပြီးတော့၈ကိုထပ်ခွဲမယ်၁၂၃၄၅အဲ့တော့၈ကိုထပ်ခွဲတော့၄၄၄၈လေးလေးလေးရှစ်လေးကိုထပ်ခွဲနောက်တစ်ဆင့်မှာမှခွဲလိုက်မယ်တကယ်လို့ကလေးတို့ရလို့ရှိရင်တစ်ခါတည်းရေးလို့ရပါတယ်တင်းနဲ့တော့ကျွန်တော်တို့မှာ6လုံးရှိတယ်၄5 6တင်းနဲ့3 4 5 6ဟုတ်ပြီ6လုံးထိရပြီဆိုတော့သူ့ကိုနှင်းမြောင်းနဲ့ခွဲလိုက်တယ် အဲ့ဒါအားလုံးပေါင်းနေတူတူတက်ပါပါ8အဲ့တော့တခါတည်းပဲရလို့ရှိရင်158ဆိုတာကဆိုပြီးတော့ညီမြချင်းဒီအဆင့်မှာတခါတည်းရေးလို့ရပါတယ်အောက်ပါကွက်လက်တို့တွေစဝဲကိမြဖြစ်ပါ54ကိုသူကနှစ်နဲ့ဖွဲ့ပေးထားတယ်နှစ်ရဲ့ဘာရဲ့54ရဲ့54လည်းမတိလို့ရှိရင်စလိုက်2 4 4 24ကျဲ9044ဒါကတော့တိပြီးသားပါ29454ဟုတ်ပြီ29လို့ဆိုတာဆရာမတို့လင်းနေမရအောင်3နဲ့မရမှာ39 20 9ဆိုတာက3အမြောက်3ဒီတော့ဆရာမတို့54ကိုခွဲတာက2အမြောက်3အမြောက်3အမြောက်3ထက်ကိထက်ညွန်းပုံစံနဲ့ရေးမယ်ဆိုလို့ရှိရင်2 into 3 to the power 3 2 into 3 to the power 3ဟုတ်ပြီနောက်တော့240ကိုဆမ်မာတော့သူက6နဲ့ခွဲထားတယ်အဲ့တော့6အလီဆိုကြည့်လိုက်63488424 60အမြောက်40ဒီ140ဒီက6ကိုခွဲမယ်2346 40ကိုခွဲမယ်2 20 40 20 20ကိုထပ်ခွဲမယ်2 sorry ဒီဘက်မှာဆက်မလို့ဒီဘက်ကဟာကိုခွဲမှာဆိုတော့ဒီဘက်မှာ2လို့ရေးလိုက်မယ်20လေး20 ဟုတ်ပြီနော်အဲ့တော့30ဆိုတာက9နဲ့လေး30ဟုတ်ပြီနော်အဲ့ဒါဆရာမတို့အားလုံးခွဲလို့ရတာဒီနှစ်အမြောက်တော့ဒီမှာ၅အမြောက်2ဒီမှာက2အဲ့လိုခွဲလိုက်တယ်အဲ့တော့အစင်လိုက်ရေးတဲ့အခါမှာနှစ်ကတစ်ခုနှစ်ခု၃ခု2 3ခုဟောဒီမှာတစ်ခုဟုတ်ပြီနော်အဲ့ခါကျတော့နှစ်ကနှစ်အမြောက်နှစ်အမြောက်နှစ်အမြောက်2နှစ်၄ခု ဒီမှာထပ်ပြီးမခွဲတော့တဲ့နေရာကိုဆက်ကြည့်မယ်။နှစ်ကိုထပ်ပြီးမခွဲတော့ဘူး၊သူ့ကိုထပ်ပြီးမခွဲတော့ဘူး၊သူ့ကိုထပ်ပြီးမခွဲတော့ဘူး။ဒါကိုထပ်ပြီးမခွဲတော့ဘူး၊၄ခုရှိပြီ။ဒီမှာထပ်ပြီးမခွဲတော့သူ့ကိုထပ်ပြီးမခွဲတော့အဲ့တော့ကိန်း၆ခုရှိတယ်။အဲ့ထဲမှာမှနှစ်က၁နဲ့၃လေးနှစ်လေးလုံးရှိတယ်။ပြီးတော့မှ၃တလုံးပြီးတော့မှ၅။အဲ့တော့သူ့ကိုဆံမလို့ရှိလိုက်မယ်။2ကဘယ်နှခုလဲဆိုတော့4ခု2 to the power 4 into 3 into 5 ရပြီနော်အဲ့ဒီမှာအဲ့လိုစဉ်းစားရပါတယ်ဒီမှာမခွဲလိုက်ရတဲ့ဆက်ပြီးမခွဲထားတာမရှိတဲ့ဟာဒီနှစ်အမြောက်၃အမြောက်နှစ်အမြောက်နှစ်အမြောက်နှစ်အမြောက်နော်အဲ့ပြီနော်အဲ့တော့အဲ့ဒါကိုဆရာမကတော့ဒီမှာအစင်လိုက်နှစ်ကိုရင်ရေးတယ်ပြီးမှ၃ကိုရေးတယ်၅အောင်ရေးတယ်အဲ့တော့နှစ်က၄ထက်နှစ်နှစ်၄ချက်ရဲ့အမြောက်၃အမြောက်၅အဲ့တော့2 to the power 4 into 3 into 5အော်ဗိဒါဆိုရင်ဆရာမတို့ခုသွားခဲ့တယ်လေ့ကျင့်ခန်းကလေ့ကျင့်ခန်းနဲ့တသမလေးကိုလည်းကလေးတို့ ကောင်းကောင်းရသွားမယ်လို့ဆရာမကယုံကြည်ပါတယ်။နောက်ကလေ့ကျင့်ခန်းကိုနောက်ဗီဒီယိုဒီမှာဆက်ပြီးတင်ပေးပါမယ်။ခုလိုအဆုံးထိနောက်ထောင်ပြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။